ပွင့်လင်းမှုနဲ့မျှတမှုမရှိတဲ့ဆရာခန္ဓာရေးစနစ်အားအလိုမရှိဟုတဲ့ဆောင်ပုံးနဲ့အတူရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများတမတ်ကစကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများတမတ်ကစကိုင်းပညာရေးတက္ကသိုလ်အမှတ်စဉ်စနစ်စဉ်ကျောင်းသားကျောင်းသူများဦးဆောင်ပြီးဖဲချိုးစိမ့်လှုပ်ရှားမှုကိုဇူလိုင်လ25ရက်နေ့ကစတင်ခဲ့ပါတယ်။လုပ်ငန်းဝင်ဝင်ရန်စောင့်ဆိုင်းနေတဲ့ ပညာရေးတက္ကသိုလ်နဲ့ပညာရေးကောလိပ်စင်ဆရာဆရာမလောင်းတွေကိုပညာရေးဝန်ကြီးဌာနအနေနဲ့အလုတ်ခတ်မဲ့အချိန်တိကျတေကြာစွာမထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးဖဲကြိုးစိမ့်လှုပ်ရှားမှုကိုပြုလုပ်ရခြင်းလည်းဖြစ်ပါတယ်။ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများတမတ်ကသခိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများတမတ်ကနဲ့သခိုင်းပညာရေးတက္ကသိုလ်အမှတ်စဉ်စနစ်စဉ်ကျောင်းသားကျောင်းသူများကပူးပေါင်းကဒီကိစ္စနဲ့ပတ်သက်ပြီးအချက်၃ချက်ပါတဲ့သဘောထားထုတ်ပြန်ချက်ကိုဇူလိုင်လ22ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။တောင်းဆိုချက်၃ချက်ကျွန်တော်ထုတ်ထားပါတယ်။နံပါတ်၁အချက်အနေနဲ့လက်ရှိဆရာတက်ပညာသင်တင်နန်းဆင်းထားတဲ့ ဲဆရာလောင်းဆရာမလောင်းတွေပေါ့သူတို့ကိုအဓိကအလောက်ခံထားမဲ့ရက်ကိုတရားဝင်အဓိကထုတ်ပြန်ပေးဖို့အဲနံပါတ်1အချက်အနေနဲ့ဆိုလို့ရှိရင်သူတို့ရဲ့ဒီပေါ့နော်ပုံမှန်တိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီပညာသင်တဲ့မစခင်ပေါ့ပညာသင်တဲ့မစခင်၅လပိုင်းလောက်တည်းရတာအလုံးခန့်စာကရောက်နေမှာပေါ့နော်အဲ့အတွက်အဲသူတို့အလုံးဝင်တဲ့အခါမှာဝန်ထမ်းလုံးတက်ကိုအဲ့နလားအတွက်ပေါ့နော်နင်းနာမှုအတွက်ပေါင်းထည့်ပေးဖို့ပေါ့နော်အဲနောက်ပြီးတော့နံပါတ်3ချက်နေရတော့နောက်လာမယ့်နှစ်တွေမှာဒါမျိုးမဖြစ်အောင်ပေါ့ ဆောင်ရွက်ပေးဖို့ပေါ့နော်ကျွန်တော်အဲ့30တောင်းဆိုထားပါဒါကတော့ကျွန်တော်ပညာရေးတက္ကသိုလ်ကျောင်းသားတယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုကျွန်တော်တို့လူကြီးတွေအနေနဲ့ကတော့ပိုပြီးစဉ်းစားရမှာပေါ့ဗျာကျွန်တော်တို့ကျွန်တော်တို့ကျောင်းတွေကိုဘာရည်ရွယ်ချက်နဲ့သူတို့ဖွင့်ထားခဲ့လဲပေါ့အဲ့ဒီဟာကိုပဲကျွန်တော်ပြန်ပြီးတော့ပြောချင်ပါတယ်ခုဒီရက်တိမှုပေါ်ပြန်ပြီးတုံးသက်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ် 2009နှစ်ခေတ်ကအတံမွေးရန်ကျောင်းတက္ကသိုလ်ပြင်စတင်ခဲ့တဲ့ရန်ကုန်ပညာရေးတက္ကသိုလ်ဟာ2013ခုနှစ်အထိကျောင်းပြီးစုပ်နဲ့ဆရာဆရာမလောင်းနေအနေနဲ့ကျောင်းဖွင့်ကာလဖြစ်တဲ့ဂျွန်လအတွင်းအလဲတန်းပြရာလုံးနဲ့လုပ်ငန်းဝင်ဝင်ရောက်ခဲ့ရပါတယ်။ဒါပေမဲ့ပညာရေးတက္ကသိုလ်ကျောင်းဆင်းများဟာအဲ့ဒီအချိန်ကာလကအလဲတန်းတန်းပြလုတ်သက်နှစ်နှစ်ရှိမှသာအထက်တန်းပြရာလုံးကိုလျှောက်ထားခွင့်ရခဲ့ပါတယ်။2011ခုနှစ်မှာတော့ပြောင်းလဲလိုက်တဲ့ပညာရေးဥပဒေအရစာသင်နှစ်တစ်နှစ်တိုးကရခိုင်၄နှစ်ကနေ၅နှစ်သင်တန်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။2014ခုနှစ်ကစပြီးကျောင်းပြီးစုပ်သူများဟာရခိုင်အလဲ ယ်တန်းပြရာတို့ကနေအထက်တန်းပြရာတို့နဲ့ပြောင်းလဲခံထားခဲ့ပါတယ်။ဒါပေမဲ့လေးနှစ်ပညာသင်နှင်းရဲ့နောက်ဆုံးအပတ်စဉ်ဖြစ်တဲ့ပညာရေးတက္ကသိုလ်အမှတ်စဉ်30ဆင်းဆရာဆရာမလောင်းတွေဟာဇွန်လကုန်တဲ့အထိလုပ်ငန်းခွင်ဝင်ခွင့်မရခဲ့ပဲဇူလိုင်လနောက်ဆုံးအပတ်မှသာလုပ်ငန်းခွင်ဝင်ခွင့်ရခဲ့ပါတယ်။ဆရာဆရာမအင်အားတော့တကယ်မလောက်ပါဘူး။ကျောင်းလက်ရှိတိုးနေတဲ့ကျောင်းရှိတယ်ပေါ့နော်ဒီဒီလက်ရှိပညာသင်ထင်းမှာလည်းကျောင်းပေါင်း9000လောက်တိုးနေတာပေါ့အဲ့ချင်းတွေပေါ့တကယ်လဲကျွန်တော်တို့ဒီမှာမလောက်ပါဘူး CI ကိုတိုင်ကကျွန်တော်တက်ခဲ့တဲ့ကျောင်းမှာဆိုဒါမြို့ပေါ်ကျောင်းမှာ ိုဆရာကျွန်တော်ဆရာကြီးကိုတိုင်ကဆံရောက်မလောက်လို့သူတို့ပင်ပန်းနေဆိုတော့ကြီးရပါတယ်တကယ်လည်းမလောက်ပါဘူးအခုကျွန်တော်တို့ကဒီ track comedy ရှိတယ်ပေါ့ကျွန်တော်လက်ရှိတို့မလုပ်လို့ဒါကျွန်တော်တဖက်တလန်းပေါ့ဗျာကျွန်တော်ရဲ့လှုပ်ရှားမှုတွေကတခုဖြစ်တဲ့ Greenbon campaign ပေါ့အကိမ့်များကျွန်တော်တို့ဟိုဝန်ကြီးဌာနကဂီးမပြုဆိုကျွန်တော်တို့ဂီးပြုတဲ့အထိကျွန်တော်တို့တောင်းဆိုရတယ်မရမချင်းတဆင့်တဆင့်ချင်းကျွန်တော်တို့ကဇွဲမလျှော့ပဲကြိုးစားသွားမှာပါ ကျန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများတက်မှတ်ကစကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများတက်မှတ်ကနဲ့စကိုင်းပညာရေးတက္ကသိုလ်အမှတ်စဉ်၁၂ဆင့်ကျောင်းသားကျောင်းသူများအနေနဲ့ဖဲချိုးစိတ်လှုပ်ရှားမှုကိုတောင်းဆိုချက်၃ချက်လက်ခံမှသာရပ်တန့်သွားမှာဖြစ်ပြီး၎င်းတောင်းဆိုချက်များကိုလည်းပညာရေးဝန်ကြီးဌာနသို့တင်ပြထားပြီးလည်းဖြစ်ပါတယ်။ယခုတစ်ခေါက်ဖဲချိုးစိတ်လှုပ်ရှားမှုမှာပညာရေးလောကအနေနဲ့ဒုတိယအကြိမ်လှုပ်ရှားမှုဖြစ်ပြီး၂015ခုနှစ်အတွင်းကပညာရေးဝန်ကြီးဌာနအတွင်းဆရာဆရာမမဟုတ်သူများဝင်ရောက်တာဝန်ထမ်းဆောင်နေခြင်းကိုကန့်ကွက်တဲ့အနေနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်ကဥဆောင်ကဖဲချိုးစိတ်လှုပ်ရှားမှု ြုလုပ်ခဲ့ပါသေးတယ်